ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံအတွင်းကိုပြည်ပရင်းနှီးမြှုပ်နှံမှုအစ20ကြော်ထိုးစင်းသွားပြီးစစ်အာဏာမသိမ်းပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ4.6ဘီလီယံရှိခဲ့တော့လေယခုအခါမှာဒေါ်လာ148တန်းသာကျန်ရှိတော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့မှာကြောက်ရတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုပြည်ရင်စကားပြောကြခြင်း20မြင်းဆောင်2025အစီအစဉ်မှာဥနေဖုံးလက်ကအခုလိုမျိုးပြောကြလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါဒ်အချမ်းမစိတ်ခွေးတိုက်ရဲ့စီမံခန့်ခွဲမှုအရေးချင်းညံ့ဖျင်းမှုများကြောင့်ပြည်သူလူထုနဲ့မြန်မာနိုင်ငံအတွက်ဆိုးဝါးစွာထိခိုက်နိုင်တဲ့အလားအလာများခေရှားစွာတွေ့မြင်နေရတယ်လို့ပြောပါတယ်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့နိုင်ငံရေးယုံကြည်မှုကင်းမဲ့လာတာနဲ့အညာနိုင်ငံသားယင်းနှမြုံနှံမှုများကိုလည်းရုတ်သိမ်းလျက်ရှိကြောင်း၎င်းကပြောဆိုထားပါတယ် 2019-2020ပြည်သူ့အစိုးရလက်ထက်မှာနိုင်ငံခြားယင်းနှီးမြှုပ်နှံမှု၄.၈ဘီလီယံရှိခဲ့တဲ့အခြေအနေကနေ အခု2025 2026ဘန်နာနှစ်6လအတွင်းမှာဒေါ်လာ248သန်းအထိအစပေါင်း20ကျော်အောက်ကိုထိုးဆင်းသွားပြီးတော့စီးပွားရေးအဖက်မဆင်နိုင်အောင်ဖြစ်နေပါတယ်။အဲဒီလိုအခက်အခဲတွေကြုံတွေ့နေတဲ့အကြမ်းဖက်စစ်ခွေးအုပ်စုဟာပြည်သူလူထုတွေမှာသဘာဝပတ်ဝန်းကျင်ကိုစိုးဝါးစွာထိခိုက်စေနိုင်တဲ့ရေစုံစီမံကိန်းကိုပြန်လည်စတင်ဖို့လှုံ့ဆော်လာသလိုဘယ်လာရုစ်တို့နိုင်ငံမျိုးနဲ့လက်တွဲက MOI MOU တွေလက်မှတ် ရေးထိုးပြီးအထူးမြတ်တွေရရှိဖို့ဆောင်ရွက်လာတာကိုတွေးရပါတယ်။ အကြံဖတ်စစ်ခွေးအုပ်စုဟာဒီလိုဆိုးဝါးတဲ့စီမံကိန်းတွေကနေတဆက်ဝင်ငွေရှာဖွေပြီးတော့ပြည်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်နေတဲ့သူတို့ရဲ့လက်နက်ဤပညာအင်အားတွေကိုဖြည့်တင်းနိုင်ဖို့ကြိုးပမ်းနေတာသာဖြစ်ပါတယ်ဒီလိုဆိုးဝါးတဲ့စီမံကိန်းကြီးတွေကြောင့်အနာဂတ်မှာမြန်မာနိုင်ငံအတွက်သာမကဒေသရင်းနိုင်ငံတွေအတွက်ပါအလွန်ကြီးမားဆိုးဝါးတဲ့တက်ရောက်မှုတွေဖြစ်လာနိုင်တဲ့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဂေဟာစနစ်ကိုထိခိုက်စေတဲ့ကမ္ဘာလုံးဆိုင်ရာကိစ္စရ global issue အဖြစ်နဲ့သတ်မှတ်ပြီးတော့ဝိုင်းဝန်းထိန်းချောင်းပေးနိုင်မှုကိုလည်းသတင်းစကားပါလို့ပါတယ်လို့ဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်ဒီဇင်ဘာလ၈ရက်နေ့ကလည်းကမ္ဘာ့ဘဏ်ကစစ်ခွေးတွေအာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာစီးပွားရေးပြန်လည်ကောင်းလာရန်အကန့်အသတ်အတားအဆီးများရှိနေစေဖြစ်ကြောင်း ဝဲလိုအားနေခြင်းလှူသားရှာပါခြင်းနဲ့လျှက်စင်ပြီးပြတ်တောက်ခြင်းပရိပခနဲ့မလုံခြုံမှုအပါအဝင်ပြဿနာများစွာရှိနေစေဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်2025ခုနှစ်မက်စလာကငလျင်တန်ရဲ့တက်ရောက်မှုများပရိပခများဆက်လက်ဖြစ်ပွားနေမှုနဲ့ရေရှည်စိန်ခေါ်မှုတွေကြားရဲကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်နယ်လန်ထူရေးလမ်းကြောင်းပေါ်မှာအတန်အသင့်တိုးတက်မှုလက္ခဏာများကိုတွေ့မြင်ခဲ့ရကြောင်း2025ခုနှစ်အော်တိုဝါလာမှာအေပီလာနဲ့နှိုင်းရှင်မာကစီးပွားရေးဟာပုံမှန်မြင်မာတဲ့စွမ်းအင်နဲ့လဲပတ်ခဲ့ကြောင်း ချက်ငွေဟာ2024ခုနှစ်မှာတိတိတသားတန်ဖိုးကျဆင်းခဲ့တော့လေအခု2025ခုနှစ်တခြားလုံးမှာ